မကွေးတိုင်းတောင်တွင်းကြီးမြို့နယ်ဝက်ကသေးတံသားပေါ်မှာစစ်ကော်မရှင်ရဲ့လက်နက်ခဲယမ်းတွေတင်ဆောင်လာတဲ့စစ်ကားနဲ့အရသာကားတစ်စီးတို့တိုက်မိပြီးစစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေတေဆုံးမှုတွေရှိတယ်လို့သိရပါဗျ။နိုဝင်ဘာ29ရက်နေ့လယ်3နာရီကျော်လောက်ကဝက်ကသေးတံသားပေါ်မှာစစ်ကော်မရှင်ရဲ့လက်နက်ခဲယမ်းတင်ဆောင်လာတဲ့ကားနဲ့စစ်ကားတိမ်းမောက်သွားပြီးလက်နက်ခဲယမ်းတွေပောက်ကွဲခဲ့တဲ့အတွက်တပ်ဖွဲ့ဝင်9ဦးတေဆုံးပြီး9ဦးခန့်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။ ကိုပင်ဘက်ကလာတဲ့စစ်ကားနဲ့တောင်တွင်းကြီးဘက်ကပြန်လာတဲ့ကုန်ကားတို့တိုက်မိလို့လက်နက်ခဲယမ်းတွေပေါက်ကွဲပြီးကားနှစ်စီးလုံးတံတားပေါ်မှာမီးလောင်ပြကျသွားတယ်လို့တောင်တွင်းကြီးဒေသခံတူက AR Times ကိုပြောပါရယ်ဒေသခံတွေရဲ့ပြောပြချက်အရတောင်တွင်းကြီးဘက်ကနေဆိုင်တွေတင်လာတဲ့ဈေးကားနဲ့စစ်ကားတိုက်မိပြီးကားနှစ်စီးလုံးမီးလောင်ပြီးအရသာကားပေါ်မှာပါလာတဲ့ပြည်သူ၄ဦးပါတေဆုံးခဲ့တယ်လို့သိရပါရယ်စစ်ကားပေါ်မှာလိုက်ပါလာတဲ့ပြင်းထန်တဲ့ရရှိသူတွေကို ပယံကျဲတိုက်နယ်ဆေးရုံကိုအရေးပေါ်ကူတထားရတယ်လို့သတင်းရင်းမြစ်စီကသိရပါဗျ။တိမ်မောက်သွားတဲ့စကားပေါ်ကလက်နဲ့ခဲရန်တွေဟာတနိုင်ခန့်ကြာတဲ့အထိဇက်တိုက်ပေါက်ကွဲမှုတွေဖြစ်ပွားခဲ့တယ်လို့သိရှိရပါဗျ။